မလီယဖမ်နဲ့တင်ရီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါလို့ weekend spotlight အစီအစဉ်တက်ဆက်သူဖြစ်တဲ့ထက်ကနှုတ်ခွန်းဆက်သရပါရရှင်။ဟုတ်ကဲ့ပါဒီတစ်ပတ်ရဲ့ weekend spotlight အစီအစဉ်မှာဖိတ်ခေါ်ထားတဲ့သူကတော့ဒေသန်ရှင်ပို့ပို့ပဲဖြစ်ပါတယ်။ညီမလေးရေမင်္ဂလာပါ။မင်္ဂလာပါရှင်။ဟုတ်ကဲ့ပါ။ကဲအခု radio ပရိသတ်တွေကိုမတွေ့တာကြာပြီဆိုတော့နှုတ်ခွန်းဆက်စကားလေးပြောပြပါအောင်။ဟုတ်တယ်။ radio မှာပို့ရတဲ့အဲ့လိုမျိုးစကားကောင်းကောင်းမပြောတာတော်တော်လေးတော့မှကြာနေပြီဆိုတော့အမ်အားလုံးပဲမင်္ဂလာပါ။အားလုံးလည်းလွမ်းနေပါတယ်။ လို့အေးဟုတ်တယ် okay ဒီနေ့ရ weekend spotlight မှာတော့ပေါ့နော်အရင်ဆုံးအနေနဲ့ဒါညီမလေးကအဖွားဖြစ်သူရဲ့လက်ထက်မှာငယ်ရေကကြီးပြင်းလာရတာဖြစ်တဲ့အတွက်ပဖို့အတွက်ပေါ့နော်ကို့ဘာသာကိုအားကိုးတက်အောင်လို့စိတ်ရောလူပါငငယ်ရေကလည်းအခုချိန်ထိပေါ့နော်ဘယ်လိုမျိုးလေ့ကျင့်နေရလဲဒါလေးလေးပြပြပြပါအောင်ဟုတ်အဘွားငငယ်လေးကလေးကနေပြီးတော့ဘိုးအသက်6လအာသမီးအရွယ်မှာဖေနဲ့မေနဲ့ကကွဲတွားပြီးတော့အမေက ဟိုဘောနော်အဖွားနဲ့ထားခဲ့တာပေါ့အဖေကလည်းအမေနဲ့꿰ပြီးတော့သူပတ်စံတော့ရှာမယ်ဆိုပြီးတော့ဟိုဟိုးဝေးကိုထွက်သွားပေါ့နော်ဖားကဘက်ကိုသူထွက်သွားရပေါ့ဆိုတော့အဖွားနဲ့အတူတူနေခဲ့တဲ့အချိန်မှာအဖွားရဲ့မြတ်တာတရားတွေအားလုံးအများကြီးရခဲ့တဲ့သူကြောင့်ကောင်းကောင်းလေးရှင်သန်နိုင်ခဲ့ပါတယ်အဖွားမရှိဘူးသားဆိုလို့ရှင်တော့ဟိုရက်တီဒီလိုမျိုးရက်တီနိုင်မှာမဟုတ်ဘူးပေါ့နော် ညမဲ့ဟိုဘောနောမိတွေထဲမှာတော့ကို့အချက်ဆုံးဖြစ်တော့ဟိုအစားဆိုလဲကို့ကပူစားရတယ်ဟုတ်ကဲ့နောက်ပြီးတော့ဟိုအဖွားနဲ့နေတဲ့အချိန်မှာတော့ဘာဖြစ်ပြောခိုင်းရတော့လဲလိုပဲဟိုမိသားစုကြားမှာအငင်းပွားစရာလေးပြဿနာလေးရှိတဲ့အချိန်ကျရင်တော့ဟိုအမေကိုအမြဲတမ်းပြန်လာစေချင်တာဘောနောနောက်တစ်ခုကငငယ်တော့ကိုမတိတဲ့အချိန်တော့တွေးရတော့ဖေးအမေရဲ့ပြန်ပေါင်းပြီးတော့ပပိုးရဲ့တော့ အတူတူပြန်နေခြင်းနဲ့ခံစားချက်တွေတော့အများကြီးဖြစ်ခဲ့ပူတယ်ပေါ့။အော်ဒါပေမဲ့အာရှစ်တနှစ်မှာအဖေဆုံးသွားတဲ့အချိန်မှာတော့အငါအဲ့လိုမျိုးမဖြစ်နိုင်တော့ဆိုတော့တည်သွားပေါ့။ခလေးဆိုတော့ကွဲသွားပြီဆိုတော့နားလေကွဲကွဲသွားပြီးတော့မေရနောက်ရင်တော့ပြုတ်သွားတယ်။ဒါပေမဲ့အဲ့ဒါကိုကိုယ့်ရဲ့စိတ်ထဲမှာကိုကခလေးဆိုတော့နားမလဲဘူးလေ။နားမလဲတော့အဖေရဲ့အမေရဲ့ငါရဲ့ပြန်ပေါင်းမယ်ပေါ့။ဘာပဲပြောဟိုမိသားစု၃ယောက်ပေါင်းပြီးတော့ဓာတ်ပုံလေးတစ်ပုံတော့မရှိခဲ့ဘူး။ ေးနဲ့ပတ်သက်ပြီးတော့ပုံလေးတစ်ပုံတော့မရှိခဲ့ဘူးဆိုပေမဲ့အဖွားအမကြီးအာကိုချစ်ပြီးတော့ပြူဆိုင်ပေးခဲ့ပါမယ်ဒါပေမဲ့ဟိုဘူနောက်ထပ်ကံမကောင်းစရာတစ်ခုကဘူဘူ၆တန်းနှစ်မှာစီဂျူယောဂါကြောင့်ဟွာချက်တော့ဖြတ်တော့ဟိုကိုယ်တိုင်ဟိုငယ်ဘဝမှာပဲပေါ့နော်အဖွားကိုပြူစုတယ် ်ချီသေးရအစာပေါ့နော်အားလုံးဟုတ်ကဲ့ဟိုအများကြီးလုပ်ပေးရတယ်။ကျောင်းကပြန်လာပြီဆိုလို့ရှိရင်မုတ်လဲဆားရတယ်လို့ဟိုအဖွားတော်ထားတဲ့အညစ်ပေါ့နော်စီးအညစ်ကြေးတွေဘာတွေဆိုဖို့အဲ့လိုမျိုးအမြဲတမ်းတန်ရှင်းလုပ်ပေးရတယ်အဖွားထမိန်တွေလျှော်ပေးရတယ်အဲ့လိုမျိုးပေါ့နော်အဖွားကိုပြုစုပေးခဲ့ရအဲ့တော့လည်းပေါ့အများကြီးဝမ်းသာကျေနပ်တယ်ဘာဖြစ်လို့လဲဆိုတော့အခုဘယ်အချိန်မှတွေ့တွေ့ငါအဖွားတော့ဘာလုပ်ပေးနိုင်လဲလို့ပြန်တွေးထားကိုလုပ်ပေးရတာတွေပြန်တွေးမိရောပေါ့နော် ကိုအများကြီးဝမ်းသာရတယ်။ဟိုဘာဖြစ်လို့လဲဆိုတော့ဟိုဖွားဆုံးတာက2000အာ20 2017ခုနှစ်မှာဆုံးတာပေါ့နော်။ဟုတ်ကဲ့။အဖွားဆုံးပြီးတော့မှဘဘွား2012ခုနှစ်မှာဂျူဘက်ကတည်းကအေဗရန်ထွက်နိုင်တယ်။အဲ့ဒီအချိန်မှာအဲ့မှာထွက်တာပြင်ပြလို့မအောင်မြင်သေးဘူး။အောင်မြင်တော့ပို့အောင်မြင်သေးဘူး။2013ကြော်ကြော်လောက်မှမှအောင်မြင်တော့ပတ်စံတွေရလာတဲ့အချိန်မှာအများအတွင်းမိရပါပေါ့နော်။ငါအဖွားကိုဘာမှမလုပ်ပေးနိုင်လိုက်ဘူးအဖွားကို မုတ်တဲ့ဘောနော်ကောက်ကောက်လေးကြွေးလိုက်ချင်တာဘောနော်အဲ့တော့ဘိုးတော့အရင်အဆင်မပြေတော့အာဆေးဝါးအစအစတော့ကစားဘောနော်အများကြီးကောက်ကောက်လေးမလုပ်ပေးနိုင်တဲ့အတွက်ဘိုးအမြဲတမ်းဆင်မကောင်းပြန်တယ်ဒါပေမဲ့နောက်ဆုံးပြန်ပြီးအမြဲတမ်းကိုယ့်စိတ်ကိုပြန်ပြေးရချိန်မှာငါဖွားဖို့ဘောနော်ပြူးစုခဲ့တဲ့အားလည်းအများကြီးဘောနော်အဲဘိုးအဆိုးတော့ဖြစ်လာတဲ့အားလေးတစ်ခုလည်းဆက်ပြောရမယ်ဆိုလို့ရှိရင်အဖွားရဲ့ခန္ဓာရည်ရမ်းမှာအဖွားကလေအရင်ချစ်ဖို့ကောင်းတာဘိုးနားကြီးရတခါမှမပြောခဲ့ဘူးဟော ဘောကတာတီးနေလို့ဆိုပြီးတော့တခါမှဟိုတော့ငှက်တော့မှနားညိရဆိုမပြောခဲ့ဘူးသူ့သူ့သူ့မြေးဘေးနားမှာရှိနေသူကကျေနပ်တဲ့လူသားမျိုးဘလို့ဖြစ်ရဲ့အဖွားကြောင့်မြေတားတရားရဲ့လည်းအများကြီးခံစားရတယ်လို့အဖွားရှေ့ရတဲ့အမွေတွေကအာအများကြီးပဲပေါ့နော်အမွေတွေကပါလို့တော့အာအဖွားကသူ့အမွေတွေအဖေအဖေအတွက်အမွေပေးရဟုတ်ကဲ့ဟုတ်ကဲ့ ချေဘူးကန်ရဲ့ Airban ကိုလည်းထုတ်နိုင်ခဲ့ပေါ့နော်ဂျာတာမှာလည်းကိုကြီးရဲ့လူတွေအများကြီးပါပဲအဲ့တော့ဘာဖြစ်ပြောအအဖွားကြောင့်ဟိုဒီနေ့ဒီချိန်ဒီပို့ပြီးတော့ဖြစ်နိုင်နိုင်တယ်လို့ခံစားမိရဲ့နောက်ပြီးတော့အဖွားဘာသာရေးနဲ့ပတ်သက်ပြီးတော့သူကအရန်ဝါသနာပါတယ်သူလှူတယ်တန်းတယ်အဲ့ဒီ စိတ်လေးတွေအစားပူပါလာတော့ဆိုတော့ဖွာကြောင်ပြောရင်ဖွာတရားနဲ့အခု weekend ဖွာဆိုဖြင်းနေနေเนาะအဖေါ်တရားနဲ့ပိုရတော့ကဲဟိုရောင်ငုံနေပြီဆိုတော့အခုအတိတ်ကဘယ်လိုဆက်လေးရမလဲတော့အဲ့ဒီဘောင်ကြောလိုက်ရတော့ဟုတ်ကဲ့စီရောလူကဘယ်လိုလေးကျင့်ခဲ့လဲဆိုတော့ဒီလိုပဲပို့ရမြေကြီးတွေကြားထဲမှာပဲခက်ခဲတွေကြားထဲမှာပဲပို့ရရက်တီရတာပဲဖွာဆုံးသွားတဲ့အချိန်မှာပို့ပြီးတယောက်တည်းဖြစ်သွားတဲ့အချိန်မှာအော်နောက်အာတယောက်တည်းဖြစ်သွားပြီးနောက်ပိုင်းအယ်ဗန်တွေချွတ်လာပြီးတော့လဲ အောင်မြင်တဲ့အလျောက်လဲအာကိုစူးစမ်းရတဲ့အပေါ်မှာပေါ့နော်။ကြောက်တဲ့စူးစမ်းနေရသလိုဖြစ်တယ်။ဘေးနားမှာဘယ်သူမှမရှိဘူး။မရှိဘူး။အာခက်ခဲရအများကြီးနဲ့ဖြတ်တန်းရတာပေါ့နော်။သူများနေမသိရနောက်ကွယ်မှာကိုကအမြန်ခန်းထဲမှာပြေးပြီးတော့ဟိုငိုနေတတ်တာပေါ့။နောက်ကျတော့ဒီလိုပဲအချိန်ကအချိန်ရပဲပြန်ပြီးတော့ဘို့ရို့ကုစားသွားတာကုစားပြီးတော့အချိန်ရပဲရင်းကျက်အောင်လုပ်ပေးသွားတာအခုချိန်မှာလည်းငယ်ညာ35နှစ်ဆိုတဲ့အချိန်မှာအရန်ရင်းကျက်တဲ့အရန်ရင်းကျက်တဲ့နေပြီဆိုပေမဲ့အဲ့လိုခိုင်း ပြောမယ်အဖွားနဲ့ပတ်သက်လို့အဖြစ်ဖြစ်မိသားစုနဲ့ပတ်သက်လို့ဖြစ်ဖြစ်မရင်ကျက်နိုင်သေးဘူးလို့အဲဘောလိုဖြစ်ဖြစ်အာဆက်ပြီးတော့လေကြိုးစားသွားတော့မှာပါကြိုးစားတော့မှာပါဒီချက်ပို့ပြီးတော့ကြိုးစားပါမယ်တော်အောင်ဒီချက်ပို့ပြီးရင်ကျက်အောင်ဒီချက်ပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေရရှိအောင်လေ့ကျင့်ပြီးတော့ကြိုးစားအောင်မှာဖြစ်ပါတယ်ရှင်โอเคပါအဲ့တော့ပို့ပို့ရဲ့ ထွက်ရှိခဲ့တဲ့ album တွေရမှာဆိုရင်ဒါချစ်ဖူးခဲ့သမျှရှိမဲ့အလွမ်းစင်ကြိုက်တဲ့ radio the jan su town တို့ masterpiece တို့ made in her ပြီးတော့ myanmar access ပေါ့နော်အဲ့တော့ဒီ album ထဲမှာအမတ်ရဆုံး album တစ်ခုရယ်ပြီးတော့သချင်းတွေထဲမှာကိုရန်ရေးဆိုထားတဲ့သချင်းတွေထဲမှာအမတ်ရဆုံးဖြစ်မယ်ဆိုတဲ့သချင်းတွေဆိုလို့ရှိရင်ဘလို့ album နဲ့ဘလို့သချင်းတွေကိုပို့ရွေးထုတ်လဲပြောပါ အဲ့မနော်အဲ့အရည်ဒါဟိုကိုကတေးရေးမို့လို့လားမသိဘူးအကုန်လုံးကြိုက်တာပါပဲဟုတ်ကဲ့အဲသူများမကြိုက်တဲ့ချင်းနဲ့လည်းကြိုက်တယ်တချင်းဆိုတာကသူများရဲ့ခံစားချက်နဲ့လည်းတိုက်ဆိုင်သွားတယ်ရှိရဲ့အဲဥမာဟိုဘောနော်ချစ်ဖို့ကဲသမားအေဗန်ထဲမှာဒါကအဖို့အတွက်ခံစားချက်အဖြစ်ဆုံးမှာဆိုရှင်မိမမဲ့တချင်းပေါ့နော်ဒါပေမဲ့အဲ့တောင်မှမအချစ်တချင်းလေးတွေနဲ့အကြောင်းပြောမယ်ဆိုလို့ရှင်ဟာလာအရင်လိုပါပဲရှိမယ်ဘာမှမလို့ဘူးအာချစ်ဖို့ကဲသမားအဲ့ဒါကတော့ပြိတ္တတွေလည်းအကြိုက်ဆုံးဖြစ်တာပေါ့ဖြစ်ဖြစ်တဲ့တချင်းလေးပေါ့နော်ချစ်ချင်းလေးမ ှာလဲဟိုမြစ်တာအလင်းရောင်ဆိုတဲ့ချင်းလေးဆိုလို့ရှင်ကိုကိုရဲမိဘမဲ့ဖြစ်တော့ပြရမဲ့ကလေးတွေကိုတော်တော်လူရင်းနဲ့မြစ်တာအလင်းရောင်ပေးခြင်းနဲ့ဆိုတော့ခံစားချက်နဲ့ရေးထားတာအဲအဲ့ဒီတည်းမှာကိုဘွားရဲ့ဒါအမတ်တရအဖြစ်ဆုံးဆိုတာတော့အဲချပူခဲ့တဲ့မြောက်ပေါ့နော်ချပူခဲ့တဲ့မြောက်အေဗန်လေးနဲ့ဒါပရိသတ်ကကိုအတိမတ်ပြုပေးရတာပေါ့ဆိုတော့အဲဒုတိယခွေမှာကျတော့မချစ်ရင်တို့သူမအတွက်တို့ဘာလို့က အပရိသတ်ကြိုက်ကြတယ်နောက်ပြီးတော့ငိုပါနဲ့ကလေးလေးရဲ့အများကြီးပါပဲတချို့သချင်းတွေကြတော့ပရိသတ်မကြိုက်ပေမဲ့လည်းကိုယ့်အကိုယ်တော့ကြိုက်နေကြိုက်နေငါပွားနဲ့ငါဆိုလို့ရှိရင်လည်းเนาะညီမလေးလည်းကြိုက်တယ်ပရိသတ်တွေလည်းနောက်ကြတော့တခဲနဲ့အားပေးလာတဲ့သချင်းတစ်ပုတ်ဖြစ်တယ်เนาะဟုတ်ကဲ့ပါငါပွားနဲ့ငါသချင်းလေးကပို့အပို့ပွားမှာဒါပထမဆုံးသချင်းအနေနဲ့ဖန်တီးဖြစ်ခဲ့တဲ့သချင်းပေါ့เนาะအဲ့သချင်းလေးကိုတဒုတိယခွေမှာပြန်ပါပေါ့အဲတတိယခွေမှာဆိုလို့ရှိရင်တော့အဲ့ဒီကပေါ့တဲ့ဆရာမိနေပြီလားတို့မိနေပြီလားတော့ကိုညင်မင်းခံရရ တခွေနဲ့တခွေကတော့ကိုကြိုက်တဲ့ဟာတွေကတော့အများကြီးပဲဒါပေမဲ့ပြိတ္တကြတော့သူတို့ကြိုက်တာပဲသူတို့ရွေးချယ်ကြတာဆိုတော့လေအဲအဲ့တည်းမှာမှအဲတခြင်းပူအယ်ဘမ်တွေတခွေလုံးတခွေလုံးနဲ့မှာမှမချင်ရတော့ဘယ်အချိန်ပဲဖြစ်ဖြစ်ပြိတ္တတွေရဲ့ခံစားချက်ထဲမှာပို့ပြီးတော့မှဟိုခံစားချက်ခုခုဖြစ်နေရလို့ကိုခံစားရပါတော့နော်ဒါပေမဲ့ပူအားမရတဲ့အခွေလည်းရှိပါတယ်အာကိုကိုကိုအမြမေးရင်ဟာပေါ့နော်မေးရင်ဟာအခွေတော့တိတ်အားများအဲ့ချင်တော့ပရိသတ်တရားဟိုပူပူတဲ့ပူပူရဲ့သင်းနေရတဲ့ဟို music music တွေရောစုံပုံစုပေါက်တွေကအရင်ဆင်နေတော့တဲ့သဘိုးတိဘုတ်တူနေတဲ့ပုံစံဖြစ်နေတယ်တဲ့အဲ့တော့ချင်းမာလာသူတို့အများနဲ့ပြောကြတော့ကဲအဲ့နဲ့မေးဟတ်အခွေကိုပူပူကတခွေလုံးဒီမှာပူပူရေးဟတာနေတယ်အာသူများတေးတေးရစရာတော်တော်များပါတယ်ပါပြီးတော့အီဒီယန်ပုံစံအဲ့တော့အီဟန်ခေတာလို့ဆိုပြီးအီဒီယန်စတိုင်လေးတွေတော်တော်များလုတ်ခဲ့တာပေါ့နော်အဲ့လုတ်တဲ့အချိန်မှာအာထွက်လာပြီးရဲ့အချိန်မှာကို ူများရှင်ကနေပြီးတော့အဆင်ပြေမဲ့ခြင်းလို့ဟိုနည်းနည်းသဘောကျလို့ဟိုနည်းနည်းတော့မဟုတ်ပါတော့ကြိုက်လို့ဝဲလိုက်တယ်ပေါ့ဒါပေမဲ့ကိုယ့်ရင်ဘက်ထရေထွက်လာတဲ့တခြင်းတွေလို့မခံစားမိဘူးဘာကြောင့်လဲဆိုတော့ပူပူရေးထားတာမှုမပါပူပူရေးတခြင်းရေးတိုင်းမှုပါမှခံစားချက်ပါမှရေးတာအဲ့ဒီခြင်းလေးတွေကြတော့ကိုယ်ရေးထားတာမဟုတ်တော့အမ်ကိုရင်ဘက်ထက်လာလို့မခံစားမိဘူးလို့ဟိုလည်းခံစားမိတယ်လို့ချင်းအနေနဲ့လည်းအောင်မြင်မှုကအဲ့ခွေရသိမအောင်မြင်သလိုခံစားရတယ် ဖြေတပုတ်ပဲအားရရောဖြေရတော့ကြိုက်တယ်ပို့ကြိုက်ဘာလို့ဆိုဟိုကိုက rock move တွေကြိုက်တာဟိုဖြေရတော့ကြိုက်ပါတယ်ဖြေရတယ်ဟိုကွန်မင်းသူရေးတာပေါ့နော်ကောနောက်တစ်ခုကမိရမ access ဆိုတော့ evan အဲ့ evan တော့လေဘဘချစ်ပုခဲတမရ evan နဲ့တိတ်မသိမ်းမင်းလို့ feeling ပို့ပြီးခံစားရတယ်တချင်းနေတူတာမဟုတ်ဘူးဆိုတော့ဟိုဟိုခေါင်းစဉ်လေးမကြည့်ပေမဲ့အထိပယ်ချင်းကစင်တူနေသလိုဖြစ်နေငါနဲ့ငါညီတာဟောင်းမြောက်ပါဆုံးပါမယ်ချစ်ပုခဲတမရညီတာရယ်လေအေးဟုတ်တယ်ရမေခွန်းနေထွက်လာမလုံးနဲ့နော် အဲ့တော့အဲ့ event မှာလဲပေါ့နော်တကယ်အဲဘူဟိုးအဲ့လွန်ခဲ့တဲ့အာပြီးတော့မဆိုင်တော့မသိရဆိုပေမဲ့တခြင်းက2014 2015မှာတဲကွရောရေးဟတဲ့ခြင်းကိုပြင်ထည့်ထားတာဆယ်နှစ်ကြာမှချက်ရတဲ့ခြင်းနေရှိရယ်အဲ့ပြီးတော့ဟိုကျယ်ရီကျွေးတိုင်းရယ် thank you ရယ်နောက်ပြီးတော့ဟိုဟာ I believe myself ရယ်အဲ့သုံးပုတ်ကတော့ဟို တနစ်ခွဲလောက်အဝေးကိုရောက်နေတဲ့အချိန်မှာအဲ့ဒီထဲမှာရေခဲ့တဲ့တခြင်းတွေဖြစ်တယ်အဲ့အဲ့ဒါလည်းအရန်ခံစားချက်တွေပါပေါ့နော်ဆိုတော့အဲ့ event ကဟိုးအရင်တော့လို့မျိုးအခွေဆက်ဆက်စူးစမ်းတုံးကလို့မျိုးဒီခြေခက်မြတ်လို့လို့အခမ်းအနားချက်အပြည့်ဝရစီရဲ့လို့ခံစားလို့မြန်မာ access ကိုလည်းပို့အရန်သဘောကျတဲ့အဲ့မှာဖြစ်ပါတယ်ဒါနောက်ဆုံး event ပေါ့နော် မလီးဖမ်နဲ့တင်ရီယိုပရိသတ်တွေက weekend spotlight အစီအစဉ်ကိုနားဆင်နေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဒေသရှင်ပူပူကိုဖိတ်ခေါ်လို့ထားရပဲဖြစ်ပါတယ်ရှင့်။အခုဆက်လက်ပြီးတော့ဒေသရှင်ပူပူကတယောက်ဆောင်လှုပ်ဖြစ်သွားရင်းနဲ့တယောက်ဆောင်လှုပ်ရင်းနဲ့ပေါ့နော်ရရှိခဲ့တဲ့အသည့်တရားတစ်ခုအကြောင်းရင်းငယ်စဉ်ကသူမကိုဆွန့်ပစ်ခဲ့တဲ့မိခင်ပေါ်မှာအပြစ်တင်စိတ်လေးရှိခဲ့ပေမဲ့ပူပူမေသီလရှင်ဝင်လိုက်တဲ့အချိန်မှာတော့မိခင်ပေါ်မှာထားရှိတဲ့စိတ်ထားလေးကပြောင်းလဲသွားတယ်ဆိုတဲ့အကြောင်းရင်းကိုဆက်ပြီးတော့ပြပြထားရပဲဖြစ်ပါတယ်။ရေယိုပရိသတ်တွေကဆက်လက်နားဆင်ပေးပါ ောင်နော်ဆက်ပြီးတော့မေ့ချင်တဲ့မိကုံးကကြတော့ဒါပို့ပို့တျော့ဆောင်လှုပ်ဖြစ်သွားတဲ့အကြောင်းလေးအင်းဒီအကြောင်းလေးရောပြပြပေးပါဦးအမကတော့ကြောက်ကြောက်ကြောက်ရွှေရှင်စကားကြီးပေါ့နော်ဒါတော့ဒါမကောင်းတဲ့မှာတန်ကနေမြင်လာတယ်ပေါ့โอเคအဲ့တော့တခြားအမတ်တရားရရှင်လဲပို့ပြပြပေးပါဦးဟိုအဲ့တော့2000ပို့ဆောင်ငါးမှာကြောက်ကြောက်ကြောက်ရွှေရှင်ဒီတရေကပေါ့နော် သူက7နှစ်ရှိရတဲ့နဲကြကြောက်ကြောက်လို့တော့ဒုတိယရှိသေးတယ်။ဟုတ်ကဲ့။ဟိုကဝမ်းမာရိုက်ခဲ့ရပါဘောနော်ပူပူရဲ့အဲ့တော့ကပူပူရဲ့အဲကိုကြော်ကြော်ရဲ့တိ့ဆောင်သွားတာတတွဲပေါ့နော်။နောက်ပြီးတော့ကိုအဲ့တော့ကဟိုကိုကိုမင်းသွေးရှိသေးတယ်ကိုမင်းသွေးနဲ့မနန်းခင်စီကတတွဲပြီးတော့ခင်းဟွာနဲ့ကိုနေတို့ကတတွဲနောက်ကိုထွန်းထွန်းနဲ့အဲနန်းခင်အဲနတ်မြဖြစ်တဲ့တပွဲပေါ့တော့လေးတွေအတွဲလေးလေးတွေပေါ့နော်အတဲလေးတွေမှာပူပူကအဲ့လိုမျိုးဟိုအဲ့ယူအာမှာလာပြီးရုပ်ရှင်လာရိုက်တာ။ လာမအဲ့ရုပ်ရှင်သွားရတဲ့အချိန်မှာသွားဟိုတေဝါပေါ့နော်မတော်မဆတေဝါအဲ့ဇလန်လေးကတော့အာအရန်ဟိုမှာကောင်းတယ်ပေါ့နော်ဟိုဘို့လဲပြန်ကြည့်ပြရတဲ့အချိန်မှာသွားကြည့်ပြရတဲ့အချိန်မှာကော့ကောင်ပြန်ငိုရတယ်ဩဟိုပေါ့ဟိုတေဝါလို့ရှုရှင်ကိုရီးယားဆွဲပြီးတော့ဆွဲလန်းပြီးတော့တေဝါရတယ်ဒါပေမဲ့တေဝါရင်အားလုံးထားခဲ့ရမှာပဲဆိုတော့အတိအတိတွေရတယ်ပြီးတော့အဲ့ကြောက်ကြောက်ရုပ်ရှင်ကလည်းတကယ်ကောင်းပါတယ်ဟုတ်ကဲ့ပါအဲ့ရတာပြီးတော့အချိန်မှာဘို့ဟိုကိုမင်းသားတယောက်နဲ့ရုပ်ရှင် ဗီဒီယိုဗီဒီယိုတကားရိုက်တယ်။နောက်ပြီးတော့ shuffle ချစ်သူဆိုပြီးတော့ဟိုတို့ဇလန်တွေရိုက်တယ်။အဲတော့ကလည်းဟိုမင်းသား၄ယောက်မကောက်ဘူး။မင်းသား၅ယောက်။မင်းသား၅ယောက်နဲ့ညရိုက်တယ်။ညရိုက်တယ်။အညီမတို့ကလည်းကိုယ်ဝိုင်းကြိုက်တာ။ဟုတ်ကဲ့ပါ။အပြင်မှာတော့ကိုယ်အဲ့လိုမကြိုက်ရနေရမလဲ။ရုပ်ရှင်ထဲမှာတော့အဲ့လိုကြိုက်ရ။ ဲ့တော်ကြညာဝင်ပြီရှင်အခြေရေးမေးအောင်လို့တော့ဒါပိုကတော့ပြောနေပြီเนาะဟုတ်ပါဘူးဟုတ်ပါ Okay ပါကဲအဲ့တော့အခုခုနကတော့ညီမလေးရဲ့အဖြေမှာပါသွားတယ်ပေါ့เนาะဆိုတော့ဒါအဲကိုယ့်ရဲ့အတ္တိတရားတွေရရှိခဲ့တာတေယုတ်ဆောင်လုပ်နေရင်ねဒါဇလန်းရဲ့အကြောင်းတရားကြောင့်အတ္တိတရားတွေရရှိခဲ့ရရှိရဲ့ဆိုတော့မထက်ဆက်ပြီးတော့မေးခြင်းနဲ့မေးခွန်းလေးကကြာဒေါ်ဝိမလညာနေအဖြစ်နဲ့ပေါ့เนาะညီမလေးပို့ပို့မေတိလရှင်ဝတ်ခဲတုန်းကကိုဘလို့အတ္တိတရားတွေရခဲ့သေးလဲ weekend spotlight မှာပြပြပေးခဲ့ပါအောင်ဟုတ်အဲ့တော့ကတော့ဒါပရိသတ်တွေကိုလည်း ဟိုမိဘရှိရတဲ့လူတွေကလည်းမိဘကိုတံမိုးထားကြဖို့ဟိုပြောကြတယ်အဲ့တော့က2000ဟိုအသက်29နှစ်ပြည့်အနှစ်အချိန်မှာဝတ်တော့ဘလို့ခံစားရလဲဆိုတော့အဲ့ချိန်မှာအော်ငါအမေကဟိုငါတို့ရဲ့ပိုပိုတို့ကဘာဘာတွေစူတောင်းမှားခဲ့လဲဘလို့တွေကြောင့်ဒီအဖေနဲ့အမေနဲ့ဟိုအတူမနေခဲ့ရလဲအမေကကိုယ်ဘာကြောင့်များပြစ်ပြစ်ခကခ လာနဲ့နည်းမဘောနော်မလာနဲ့အနေနဲ့ကိုနဲ့မတွေ့ချင်တဲ့ဟာမတွေ့ချင်ဘူးပေါ့နော်။ဘာကြောင့်အဲ့လိုမျိုးဖြစ်ရတလဲဆိုတဲ့ဟာပို့ဟိုးရင်တော့စဉ်းစားပြီးတော့ခဏခဏမြေ့ကြအမေနဲ့ပတ်သက်ရင်တော့တော်တော်ခုချိန်ထိလည်းဝမ်းနေမိပါတယ်ဝမ်းနေရတာပေါ့နော်။အဲဒါပေမဲ့ဟိုဟိုးရင်တော့ဝမ်းနေတယ်ဆိုတာကျတော့အမေကိုနည်းနည်းစိတ်နာတယ်စိတ်နဲ့ဝမ်းနေရပါတော့။ ဟုတ်ကဲ့ငါဘောလို့လှုပ်ထားခဲ့ရလဲပေါ့နော်မချစ်တာလဲပေါ့ဒါပေမဲ့အခုအဲ့29နှစ်မှာတိလရှင်ဝတ်တဲ့ချိန်ညတော့ဘာတွေးလဲဆိုတော့အော်ငါတို့ကဘာတွေဆူတောင်းခဲ့လဲမသိဘူးတယောက်နဲ့တယောက်ကအတိတ်ဘဝမုန်းနေခဲ့တဲ့လူတွေနင်းနဲ့ငါနဲ့ဘယ်တော့မှ ။နောက်ဘွားမှာမဆုံးရပါသေးနဲ့ဆိုပြီးတော့ဆူတောင်းခဲ့ပြီးတော့မှတာမိလာဖြစ်တယ်ဆိုရင်ပြောလို့ကြာဘယ်လိုလုပ်ကြမလဲ။ဟုတ်တယ်မလား။ဟုတ်ကဲ့။ဘိုးတို့ဆူတောင်းနေရအောင်မြတ်စွာဘုရားရဲ့တရားတော်မှာလည်းရှိပါတယ်။ဘိုးဆူတောင်းမှားတဲ့လူတွေဆိုတာအဲ့လိုဆူတောင်းမှားခဲ့ပြီးတော့မှအခုချိန်တာမိဘွားမှာတွေ့တဲ့ချိန်ကျတော့အတူတူအရင်ဆူတောင်းကပြည့်ရသွားတဲ့ချိန်ကျတော့မနေရဘူးလေနော်။အဲ့တော့အတူတူမနေရဘူး။အဲ့လိုမျိုးဆူတောင်းနေမြန်ငါတို့ဆူတောင်းခဲ့လားပေါ့ဆိုတော့အဲ့ချိန်မှာအမေကို ဟိုဘာစိတ်မှမရှိတော့ဘူးပေါ့နော်ဟိုနာကြီးရဲ့စိတ်အမေကိုငါ့ကိုထားခဲ့တယ်ဆိုတဲ့စိတ်ကိုမရှိတော့ဘဲနဲ့ဩအမေမွေးလာလို့ငါလူဖြစ်လာတယ်အဲ့ဒီလူဖြစ်လာတဲ့ခန္ဓာကိုယ်နဲ့ငါတိလရှင်လုပ်ရင်းနဲ့တရားတွေထိုင်ခွင့်ရှိတယ်ဟာလူဖြစ်ဖို့ကမလွယ်ဘူးလေဟုတ်ပါတယ်လူဖြစ်ဖို့မလွယ်တဲ့အတွက်ကြောင့်ငါလူဖြစ်လာလူတယောက်ဖြစ်လာပြီးတော့အဲဒီလိုအသိဉာဏ်ကြီးရလာတာအမေမွေးခဲ့ပြီလို့အနည်းဆုံးအမေသာမမွေးခဲ့ပြီးရင်ကိုကလူဖြစ်မှာမဟုတ်ဘူးလို့တွေးပြီးတော့အမေကို ခွင့်လုပ်ပေးလိုက်ပါတယ်။ဟုတ်ကဲ့ပါရှင့် ဒါအတိတရားရသွားတာပေါ့ဒါမေဒီလာရှင်ဝင်ခြင်းနဲ့ပေါ့ဟုတ်ပါဘူးဟုတ်ကဲ့ပါအဲ့အချိန်မှာတော့မိခင်ကိုလုံးဝခွင့်လွှတ်နိုင်သွားပြီပေါ့နော်တရားအတိတွေနဲ့ဟုတ်ကဲ့ပါအဲ့တော့ကဲအခုပိုးပိုးဘွားမှာဆိုလို့ရှိရင်ကိုဘွားရဲ့အောင်မြင်မှုထိဆုံးရောက်နေခြင်းရှိရဲပြီးတော့အနိုင်ကျင့်အတက်ကြရလေအများကြီးကြုံခဲ့ရတာပေါ့နော်ဆိုတော့အဲ့လိုအချိန်မှာပိုလေးရဲ့ဘေးနားမှာပေါ့ဒါပိုလေးကိုပြောဆိုပြုမှုပုံတွေပြောင်းလဲသွားတဲ့သူတွေနဲ့ရောကြုံခဲ့ရလားပြီးတော့ဖိမားတဲ့သူတွေနဲ့ရောကြုံခဲ့ရလားပြောပြပေးပါဦးဟုတ်အဲ့ဒါကတော့လူတိုင်းလူတိုင်းကဒါကြုံရမှာပါပဲအဲပိုးပိုးကို အရင်တော့ဆိုလို့ရှင်ပူပူမဖြစ်ခင်တော့အောင်မြင်မောင်းအောင်မြင်ခင်တော့ကတော့အဲရိုးရိုးဆက်ဆံပြီးတော့အောင်မြင်သွားတဲ့အချိန်မှာလည်းဆက်ဆံဟိုဘောနော်တမီလေးတမီလေးဆိုဆက်ဆံပြီးတော့အဲဟိုအမှတ်မထင်မဲနဲ့ဟာလာလွန်ခဲ့တဲ့တစ်နှစ်ခွဲမှာအဝေးကိုရောက်နေတဲ့အချိန်မှာကတော့အဲကိုနဲ့မပတ်သက်ချင်းလို့ပုံစံမျိုးလေးတွေရှိပြီးတော့အဲအဲ့ရနေပြန်လာတဲ့အချိန်ကိုပူပူရဲ့ပြန်ဖြစ်သွားတဲ့ဆင်ကြလဲတမီလေးတမီလေးပြန်ဖြစ်သွားကြတာပဲဒါကတော့ဒါကတော့လူတွေရဲ့သဘောတဘာဝရဲ့ပေါ့နော်အမ်အဲ့တော့ ိုးပိုးသူတို့အဖြစ်တင်လားဆိုတော့လုံးဝအဖြစ်မတင်ပါအောင်။ဘာကြောင့်လဲဆိုတော့သူတို့ကလူဖြစ်နေလို့ပေါ့။အဲ့တော့လူဆိုတာကကောင်းတဲ့လူနဲ့ပဲပတ်သက်ချင်တာလေ။သူတို့ဒုက္ခပေးမဲ့လူကိုပဲပတ်သက်ချင်မလားဟုတ်လား။ဟုတ်ကဲ့။အဘိုးဘိုးသူတို့အနေနဲ့ဒုက္ခပေးမဲ့လူလို့သူတို့ထင်လို့ရှိမှာပေါ့နော်။အဲ့တော့အဲ့ဒီအတော့လည်းပို့အဖြစ်မဆိုပါဘူး။ဒါပေမဲ့ကိုမရှိတဲ့အချိန်မှာကိုကိုချစ်ခင်ပေးတဲ့အကောင်းပေးတဲ့လူတွေကိုလည်းအခုချိန်ကြီးအများကြီးကျေးဇူးတင်ပါတယ်။အဲသူတို့ပဲပို့ လူတယောက်ကိုတယောက်ကူညီပေးရမယ်ဆိုတဲ့ဟာတောင်းရင်လို့တော့ရှိမနေတဲ့အတွက်ကြောင့်အဲ့ဒါကိုနားလည်လာတာပေါ့နော်ကိုကလည်းလူတယောက်ဒုက္ခပြောက်သွားတဲ့အချိန်မှဖြစ်ဖြစ်ဒုက္ခရောက်တဲ့အချိန်မှာကိုကမကူညီပေးနိုင်လို့ရှင့်ကိုကိုကိုစိတ်မကောင်းဖြစ်စရာတော့မလိုဘူးပေါ့။ဘာဖြစ်လို့လဲဆိုတော့ကိုကသူ့ကိုကူညီပေးရမယ်ဆိုတော့တာဝန်ကိုမှမရှိမရှိနေတာမရှိဘူး။အဲ့တော့အဲ့လိုပဲပေါ့နော်။အော်ငါတော့မှ အဲ့လိုဟိုကုညီပေးကြရမလို့တာအဲ့တော့သူလည်းငါ့ကိုကုညီပေးကြရမလို့ဘူးငါဒုက္ခရောက်နေလို့ဆိုပြီးတော့ငါ့ကိုကုညီရအောင်ငါသူတို့ဘာမှဗာဂျေစုတွေရှိလို့လဲလို့ပြန်တွေးတဲ့အချိန်ကျတော့လည်းဟုတ်တော့လည်းဟုတ်နေရပဲဟုတ်ကဲ့အဲ့ဒါမဲ့အဲ့တချို့လူတွေကလည်းကို့အမျိုးတွေလို့ဖြစ်နေတော့ကို့ကို့အမျိုးတွေဖြစ်နေတယ်အမျိုးတွေမှကောင်းတာလည်းရှိရပါတော့အဲ့လိုမျိုးလေးလည်းမြင်ရတယ်အဲ့တော့ ဟိုအဲ့အဲ့အတွက်လည်းပိုဘာခံစားကြမှာမရှိတော့ပါဘူးကိုကောင်းကိုလူပေးနိုင်တဲ့ဟာကိုလူပေးလိုက်သူတို့ရဲ့မကောင်းတာတွေကိုကိုကမယူတော့ဘူးစိတ်လည်းအပြင်းမခံတော့အဲဒါပေမဲ့ကိုကိုအခုချိန်ထိအငြင်းနဲ့အနာမှရှိပေးတဲ့လူတွေကတော့လည်းတမိုးထားပါတယ်ဟုတ်ကဲ့ပါရှင် ဒီတစ်ခါတော့ကဲအခုဆက်ပြီး weekend spotlight မှာပို့မင်းကျင်တဲ့မိကွန်လေးက2020တုန်းကမန္တလေးမှာ1 lady show လုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီတုန်းကအမတ်တရတွေကိုလည်း radio ပရိသတ်တွေကိုအမတ်တရလေးများရှိရင်ပြောပြပေးခဲ့ပါအောင်ရှင်ဟုတ်2020တုန်းက1 lady show ကမန္တလေးမှာပေါ့နော်ဒါဘိုးရဲ့ပထမဆုံးလုပ်တာဟိုကမန္တလေးကိုလည်းရမ်းချစ်တာဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့အာမန္တလေးပရိသတ်တွေကဟိုး2000ပူပူဖြစ်စကြတယ်ရပေါ့နော်အခုအရန်တခဲနဲ့အားပေးကြရတော့ပေါ့မန္တလေးကိုလည်းချစ်တယ်နောက်တစ်ခုကဟိုတို့ ဈာကိုရဲ့ရန်ကုန်ကတော့ကို့မွေးရမြေဆိုတော့ပြောကြမလို့ပေါ့နော်တိုးတော့ဟာလာရန်ကုန်ပြီးရင်ဘယ်မြို့ရချက်လဲဆိုလို့ရှင်မန္တလေးမန္တလေးပြီးရင်ဘယ်မြို့ရချက်သူရှင်ရှမ်းပြည်ကိုချက်တာပေါ့နော်ဘာကြောင့်လဲဆိုတော့တို့ခဏခဏသွားတယ်လဲတယ်ရှမ်းပြည်ရဲ့အငွေအသက်တွေမန္တလေးရဲ့အစားတောက်တွေမန္တလေးကျုံယူကြည့်ပြီးတော့အာမန္တလေးဆိုတဲ့ feeling တခုကိုတို့ရရတယ်ဟိုဟိုမန္တလေးကျုံပတ်လည်မှာတို့ပတ်ရင်းနဲ့အစားတောက်တွေကောင်းတယ်ဖော်ရွေမှုတွေချစ်ဖို့အရင်ကောင်းတဲ့မန္တလေးကိုဘယ်တော့မှမမေ့ဘူးလေအဲ့တော့ငါမန္တလေးမှာစ ပြီးတော့ one lay ရှိုးစလုပ်မယ်ဆိုပြီးတော့လုပ်တဲ့အချိန်မှာဟိုဘိုးတို့နည်းနည်းလေးတော့အဲ့အချိန်ကကိုဗစ်ကိုဗစ်စပြီပေါ့နော်ကိုဗစ်ရဲ့ကလေးတွေစမွေးပွဲရဲ့အဲနောက်ပြီးတော့ဘိုးတို့မန္တလေးတောင်ကြီးကနည်းနည်းလေးဝေးတယ်ပေါ့နော်အဲအဲ့ဒီအခက်ခဲလေးတွေကြောင့်ဟိုပွဲလေးကလူနေဝါတာပဲရှိတယ်ဒါပေမဲ့ဘာဖြစ်ပြောမန္တလေးတွေကပြိသက်တွေရဲ့အချစ်တွေကြောင့်ပို့တော့အများကြီးအောင်မြင်ခဲ့ပါဗါတယ်အဲ့တော့မန္တလေးမှာ one lady show ပထမဆုံးလုပ်ခွင့်ရတဲ့အတွက်လည်းဂုံယူစွာနဲ့အားအများကြီးကျေးဇူးတင်ပါတယ်ရှင် ို့ဟာကြတော့ပြည်ရင်းမှာအပြပါမှာပြိတ္တတွေအများကြီးလေဆိုတော့ကိုဒါအပြင်မှာပြိတ္တတွေနဲ့တွေ့ခဲ့တော့ဟာဆိုလို့ရှိရင်ရောမမတ်ရရကိုကိုလာနှုတ်ဆက်တဲ့အခါပဲဖြစ်ဖြစ်စကားတွေလာပြောတဲ့အခါပဲဖြစ်ဖြစ်မမတ်ရအဖြစ်ပြက်လေးတခုကိုရှိခဲ့ဘူးသေးလားပို့စီမှာအဲအဲ့လိုမျိုးဟိုပြိတ္တတွေကတော့အဆုံးပါပဲဟို ကိုဟိုတော်တော်များများကတော့အဲ့လိုအများကြီးအဆုံပဲရှိပါတယ်ဒီတစ်ခေါက်ဘိုးတို့ဂျပန်မှာသွားတဲ့အချိန်တော့ဟိုအဲ့အဲ့ညမလေးကအဲ့တယောက်ဆိုလို့ရှိရင်တော့သူအားတဲ့ဟိုးငငယ်လေးတွေကပုတ်ချင်းနေနဲ့ကြီးလာပြီးတော့ပို့ဖို့ပေါ့နော်အရင်ချက်တာပေါ့ဒါပေမဲ့သူကသူနေတာကလွိုက်ကော်မှာနေတာလွိုက်ကော်မှာနေတာဒါပေမဲ့အဲ့ငငယ်ကလေးတွေကနေပေါ့သူတို့ကနိုင်ငံသားမှာဟိုပေါ့နော်ဟိုအလုံးလုံးရင်းနဲ့အကြောင်းတက်ဖြစ်သွားတော့သူတစ်ခါမှပို့ဖို့ မမြင်ဘူးပေါ့နော်အဲဂျပန်ရောက်လဲရောက်သူအဝေးကနေပြီးတော့အတန်းတန်လာလာတွေ့ပြီးတော့ပေါ့နော်လာတွေ့ရလာတွေ့ပြီးတော့ပေါ့နော်ဘယ်တော့ပဲဝင်းနေစီကုပရိသတ်တွေရပါတော့အချိန်ချင်းတော့ပို့တကယ်ရှိတဲ့ပရိသတ်တွေရပို့နဲ့တွေ့ရမှာပါပေါ့နော်အဲအဲ့ဒါလေးပို့ပြောချင်ပါတယ်ဟိုအဲ့ညမကလည်းသူပြောပြရပါတော့အမအမအမကိုပေါ့နော်ဟိုဟိုကြည့်ပြီးတော့ညမဘယ်လိုမျိုးစူးစမ်းခဲ့တယ်အဲခါကျရင်ကိုကိုကမိဘမရှိတဲ့အတွက်ကြောင့်အဲ့လိုမျိုးသူတို့ မိဘအဆင်မပြေလူတွေ broken family ပေါ့နော်ကိုယ့်ကိုကြည့်ပြီးတော့အရန်အားယူတယ်လို့မြင်ပြောတဲ့အချိန်မျိုးဆိုရင်ဘုကအရန်ဝမ်းသာတယ်။ဘာကြောင့်လဲဆိုတော့ဟို ဟိုလူတော်တော်များများထင်တာကြတော့မိဘရှိရလူတော်တချို့ပျက်စီးကြတယ်ဟုတ်တယ်ပျက်စီးကြတယ်အမိဘမရှိရလူဆိုပိုတော့ဆိုးသေးတယ်ဒါပေမဲ့မိဘမရှိပေမဲ့ဒီအချိန်ထိကိုရက်တည်နိုင်တဲ့အတွက်ကြောင့်တော်တော်များများကလည်းပို့ပို့ပေါ့နော်ဟိုသဘောကျကြတယ်လေးစားကြတယ်ပေါ့နော်ချစ်ခင်ကြတယ်ပို့ပို့တော်တော်လုံနိုင်တာပဲဆိုပြီးတော့အဲ့ဒီမှာလည်းဒီလိုမျိုးကိုပြိတ္တတွေကလည်းကိုကိုချီပြီးတော့ဟိုစူးစမ်းနေတဲ့လူတွေကိုမြင်တော့ကိုက ထတူဝမ်းတာပေါ့နော်အဲ့လိုပါပဲဘလောက်ပဲဝင်းနေဝင်းနေပုံနဲ့တနေ့နေ့အချိန်ချင်းချင်းနဲ့တွေ့မှာပဲပြီးတော့အာအငယ်ပါနဲ့အာငယ်ပြီးစိတ်ပြတ်နေလို့လည်းဘာမှတူးမှာမဟုတ်ဘူးအာကိုဘာလောက်ရမယ်ဆိုတဲ့ဟာကကိုကံကြမ္မာကဘလောက်ပဲဟိုဒုက္ခတွေပဲတွေ့နေတွေ့ပါစေကိုဘလောက်ပဲဆင်းရဲနေပါစေဒါပေမဲ့ကိုဘာဖြစ်ချင်လဲကိုကတတိဖြစ်ချင်တာလားကိုကအောင်မြင်ချင်တာလားကိုကဟိုကိုကတမန်လူပဲဖြစ်ချင်တာလားအဲ့ဒီဟာကကိုဘာကိုဆုံးဖြတ်ပြီးတော့ကြိုးစားမှာပါအဲ့တော့ fighting မှာပြောချင်ပါရှင် fighting မှာ weekend spotlight အစီအစဉ်ကနေပြီးတော့ radio ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီ round မှာတော့အချက်ကပပိုကိုမိကွန်လီနဲလောက်ဆက်စုထားတယ်ပေါ့နော်ပပိုရီစားဗနေရောက်ထားခဲ့ဘူးလဲဆိုတဲ့အကြောင်းရယ်ပြီးတော့ရီစားဟောင်းတွေကပပိုတချင်းရေးဖို့အတွက် ကုံချမ်းဖြစ်ခဲ့လားဆိုတဲ့မိကွန်လီတွေကိုမင်းမြန်ဆက်စုထားပါတယ်ရှင်ပပိုဘလို့ဖြစ်မလဲဆိုတာကိုဆက်ပြီးတော့နှဆင်ပြပါအောင်နော် ကဲအဲ့တော့အခုမထက်ဆက်ပြီးတော့မေးချင်တာကကြတော့အသေးခွက်သင်းနေမဆိုချင်တော့ဘူးတဲ့ဒါပေမဲ့ပရိသတ်သင်းတွေကိုတော့အခုထိတော့အသေးခွက်သင်းတွေပဲထုတ်နေတော့မဲပေါ့နော် happy sound လေးတွေကနည်းနည်းလေးရာခိုင်နှုန်းနည်းနေသေးတယ်ရီစာဟောင်းဘယ်နှယောက်ရှိလဲမှန်မှန်ပြောအေးဟာ၃လရောက်ပဲပေါ့အဲ့လေဟုတ်တယ်နော်ပြီးတော့ဒါရီစာဟောင်းနေကကြတော့ဒါပူပူအတွက်သင်းရေးဖို့ကုန်ကျန်းဖြစ်ခဲ့ဘူးလားမရအောင်နော် weekend spotlight မှာပြောပြရမယ်တနနန်အဲ့ရီစာဟောင်းနေပြန်မိမှရတော့မယ် ဖြစ်ခဲ့ရပါဘောဘာလို့ဆိုတော့သူတို့တော့ကြာနေပြီအဖြစ်ဦးတဲကွင်းမှာပဲတချင်းရေးတာဆိုတော့သူတို့သူတို့ဘို့အတွက်ကုန်ကြမ်းနေဖြစ်ခဲ့တာဗောပြီးတော့အဲ့လိုအသေးကွဲပြီဆိုရင်ဘွားလေးရိုင်းသူမြိုက်လို့မငိုဘူးအဲ့လိုရက်တွေပါလေမတောက်ဘူးတချင်းတွေပဲချက်ချက်ပြီးရေးတယ်အညောတချင်းတွေအများကြီးဖြစ်ဖြစ်လာ အများကြီးကျေးဇူးတင်ပါတယ်သူတို့လည်းအော်တော်ကေဟိုဟိုပွဲအသေးကွဲတဲ့တခြင်းကိုနောက်ထောင်ကြည့်ရင်အရင်ကြီးရတယ်အဲ့တခြင်းကအရင်ကြီးရဆိုတော့ခုမှကြီးရတာပါအဲ့တော့ကတော့အသေးကွဲတော့အုံးပေါ့အဲတမလားညမှာဟိုလည်းအေးအဲ့နေနေတော့မငိုနေသေးတာအရင်ကြီးရအဲ့တော့အသေးခွဲတဲ့တခြင်းက तू ကပို့ပို့အဲ့ကောင်လေးကဘာပြောလဲဆိုတော့ငါနှစ်ကိုတဲ့ ချစ်တော့ချစ်တယ်ဒါပေမဲ့အရင်မချစ်ဘူးလေဟုတ်တော့ငါကတည်းတန်ရောတဲ့နည်းနည်းလေးပဲရှိရပေါ့နော်သူအဲ့လိုပြောတာပြီးတော့ပြီးတော့နင်းတဲ့တခြားကြီးသားတွေတုန်းကလည်းပေါ့နော်อืม ဟိုပြတ်သွားပြီးရဲ့အချိန်မှာတဲ့သူတို့ကိုတဲ့အချိန်တိုင်းမေ့ဝါနိုင်တာပဲတဲ့အဲ့တော့လည်းငါနဲ့ပြတ်သွားရင်လည်းနင်ကသူတို့လိုဟိုလည်းမေ့ဝါမှာပဲလေတဲ့အဲ့တော့အဲ့လိုမျိုးပြောရတယ်အဲ့အချိန်မှာကိုကဘယ်ရမလဲအဲ့စာသားတွေပြန်ထည့်ပလိုက်တာပြန်ထည့်ပလိုက်တယ်သင်းထုတ်ပလိုက်တယ်သင်းထုတ်ပလိုက်တယ်ထုတ်ပလိုက်တယ်ဒါပဲလိုပဲဖြစ်နေရမယ်နော်ကုန်ချမ်းတော်ရသေးတယ်ကုန်ချမ်းရသူပြောရတဲ့အတိုင်းပြန်ထည့်တာဒါပဲဘာမှမသူကမင်းငါငါကိုမချစ်ဘူးတဲ့တယောစင်ကျုံနေနေလေးတော့မရှိဘူးတဲ့နည်းနည်း overtin လုပ်တယ်တော့သူကသူကညောရယ်ငါတောင်းတင်နည်းနည်းလေး းလေးပဲရှိရလို့ပြောရခြင်းမှာတောင်းတင်နည်းနည်းလေးအောင်ရှိဘူးဆိုတော့ကို over tin နည်းနည်းလုပ်လိုက်တာပါဒီသင်းရဲ့ဒါအတိတ်ပဲအခုမှသိပြီတန်းတန်းနည်းနည်းအဲ့နောက်ထပ်တစ်ခါမှသူကပြောဟာဆိုတော့သူကဟိုတခြားဆောနာပြောရမလားတခြားကြီးစားတော့လည်းမေ့နိုင်တယ်ဆိုပြီးအခုလည်းမေ့သွားမှာပဲပေါ့ဆိုတော့အဲ့ဒါလည်းထည့်ထားပါအာ အရင်ရည်သားတွေလိုမင်းငုံမေ့နိုင်သွားမှာစို့ဘာကြောင့်မငါငိုအဲ့ဒါဒါမဲ့ပေါ်လို့မေ့နိုင်သွားမယ်လို့မင်းပြောခဲ့ရဆိုမှဘာဖြစ်ဘာဖြစ်လဲတော့မသိဘူးငါမှတော့ငိုနေရတယ်ပေါ့အဲ့လေမေ့နိုင်ဘူးပေါ့ ဟုတ်ပြီရှင်။ဟောကြနေပြီအဖြစ်မိခွန်းနဲ့အဖြစ်နဲ့ကဟုတ်နေပြီနော်။အဲအတဲကွက်ရစီရထားပါရှင်။အဲ okay အခုကတော့အခုဒီ weekend spotlight interview လက်ရှိလုပ်နေတဲ့အချိန်မှာတော့ fall in love the channel ပေါ့နော်။အဲ MV လည်းထွက်ပြီ the channel လည်းထွက်ပြီပေါ့နော်။အဲ့တော့အခုဒီ the channel အတွက်ကို၈နှစ်တောင်ငယ်တဲ့ဒါသက်ဆိုင်သူလေးအတွက်ဟုတ်လားသက်ဆိုင်သူလေးကိုဘယ်လိုခေါ်တာ။ ကုကုအေးကုကုအတွက်ဒါရေးပေးထားတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်ကဲအဲ့တော့အဲ့အကြောင်းလေးများနည်းနည်းတော့ပြောပြချင်းသေးလားအမ်ဘယ်လိုပြောရမလဲအဲ့တချင်ကဟုတ်တယ်ဟိုဘိုးတို့သူနဲ့က long distance relationship ပါအာကြိုက်ရင်းနဲ့ ချင်းရေးမယ်ပေါ့ဘဲကိုကျူးရမယ်ဆိုပြီးတချင်းတွေကတောက်ရေးပလိုက်တာလုံးဝမယ်အဲအဲ့တချင်းကမနက်မနက်မိုးလင်းရင်တော့ဘာပြောဘူးဟိုတမလားညဆိုလိုက် good night kiss ဆိုပြီးတော့စာရေးပြီးတော့ပို့ကြအောင်အဲ good night kiss နော်ကိုကိုအဘွားပါညာကွကွာပေါ့မနက်ဆိုလို့ရှိရင်လဲ morning morning kiss baby no be ပါညာကွကွာပေါ့အဲ့မလားအဲ့လိုပို့တယ်လေအားနေပို့အဲ့ဒါလေးကိုအဲ့ဒါလေးကိုတချင်းယူပြီးရေးလိုက်တာပေါ့ morning kiss ရဲ့ good night kiss လေးနည်းနည်းတော့ချွဲနေရနော်အဲဘွားရဲ့အဲ့လိုညောချွဲရမှာပဲလေချွဲရမှာပဲလေချွဲမှာပဲမိမတွေဆိုတာချွဲဖို့ဖြစ်တည်လာတာပါဒါပဲနော်ဟုတ်တယ်ကိုကိုလည်းချွဲမယ်မောင်လည်းချွဲမယ်ဟာမောင်ကဘသူတော့ဟိုလေးပြောပြရအောင်မောင်အတကယ်ညာ तू ကဘိုးဘဖို့တဲ့တော့ငယ်သေးရဟုတ်တယ်ဟုတ်တယ်နော်မောင်ဖြစ်လေကိုကိုပါอืม ဟုတ်ကဲ့ပါရှင်။ကဲအခုအဲ့ဒါဆိုရင်ဆက်ပြီးတော့ဗောနော်ပရိသတ်တွေကိုဘလို့အသစ်တွေအနှစ်ပညာလုံရှားမှုအသစ်တွေဆက်လုပ်ပေးဖို့ရှိလဲဆိုတာလေ weekend sport လိုက်မှာပိုပြပြပြီးခဲ့ပါအောင်ရှင်။ဘောအဟိုနတ်ဒီဆလာပိုင်းမှာပို့ one lady ရှိုးရှိဖို့များပါတယ်ပို့ရန်ကုန်မှာအဲ့အားလေးကိုစူးစမ်းနေပါတယ်အဲပို့ပို့က အဲနည်းနည်း date လေးနဲ့နေရာလေးနဲ့ကိုကိုရော confirm လုပ်နေရပါဘော one lady show လုပ်ပါမယ်။နောက်ပြီးတော့မန္တလေးမှာလည်းရှိဖို့များပါတယ်။အဲ confirm ဖြစ်ပြီဆိုရင်တော့အားလုံးကိုအတိပေးပါမယ်။ဟို one lady show ဒါရန်ကုန်မှာဟိုတရင်ကျွတ်မှာကောက်ကောက်မွန်မွန်လေးပေါ့နော်။ဟိုအမိုက်စားလေးပြန်လုပ်ဖို့ဟိုကြိုးပမ်းနေပါတယ်။လုံးပမ်းနေရပါတော့။နောက်တစ်ချက်ကဟို the best sounds of popo ဆိုပြီးတော့ popo ရဲ့ အကောင်းဆုံးတော့တေးတချင်းတွေအကုန်လုံးစုပြီးတော့ရောပို့တချင်းအစ်စ်ကလေးတွေရောပေါင်းပြီးတော့ airband တစ်ခုထွက်ဖို့ရှိပါတယ်အဲပြီးတော့တချင်းဒီပို့ပို့ပြိတ်သက်တွေအကြိုက်ဆုံးတချင်းတွေအကုန်လုံးရွေးပြီးတော့ပို့တော့ version လေးတွေ new version နည်း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 ချင်းပြောင်းပြီးတော့ပို့ airband တက်လုပ်နေပါတယ်ပြီးတော့ပါဟုတ်ကဲ့ပါရှင်။ Okay အဲ့တော့အခုဒါသချင်းဆိုရဲရေးတယ်၊ဂီတတီးရယ်၊ပီယာနိုတီးရယ်ပေါ့နော်။နောက်ထပ်အနေနဲ့တပင်းလေးတွေစိုက်တယ်ပြီးတော့ဒါဟင်းချက်တာလည်းဝါသနာပါဖူဒီလေးပေါ့။တင်ငန်းလည်းရောင်းတယ်နော်။တင်ငန်းလည်းရောင်းတယ်။ကြွားရအောင်။အေးပြောပါအောင်ပြောပါအောင်။ကျမတင်ငန်းတွေရောင်းနေပါလား။ အရင်ရကျတော့အဆိုတော့ဘာလို့တင်ခဲ့နေထားရောင်းနေရလဲပေါ့နော်ပြီးတော့ပူ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 ဆိုလို့ရှိရင်ရုတ်ရက်ကြီးနိုင်တတူးနေတယ်လေဖိုက်တာလို့လို့ပါလို့လို့နဲ့ပြီးတော့ရောင်းနာတင်ခံတယ်အလားကုန်ပစ္စည်းပဲလည်းမဟုတ်ဘူးအော်တင်ခံအော်တင်ခံဘာလို့ရောင်းနာလဲဆိုတော့ဟိုဘိုးတို့က အဲ့ဒီပူပူအလှူတန်းလေးတွေလုတ်တဲ့အချိန်မှာပေါ့နော်သင်္ကန်းကိုအဲသင်္ကန်းရတဲ့ပတ်စံလေးတွေနဲ့ဒီအလှူတန်းလေးတွေလည်းလုတ်ချင်တာတကြောင်နောက်တစ်ခုကပူတို့သင်္ကန်းကဝီနီးနဲ့အညီပေါ့30တဆဒေါက်ခက်ဒေါက်ခက်ဒါပြတည်တည်ချာချာလေးချုပ်ပြီးတော့ဟိုတန်ငါးတွေအတွက်ပေါ့နော်အဆင်ပြေအောင်ဆိုပြီးတော့ရည်ရွယ်ပြီးတော့ရောင်းတာပြီးအသားခြိသားကောက်ကောက်လေးရောင်းပါတယ်ဟိုဟိုဘာကြောင့်လဲဆိုတော့ဒီခြိသားတွေကမကောင်းရင်တန်ငါးတွေကပပလေးတွေနဲ့ဝေးရတာအဆင်မပြေဘူးကျန်းနေပါတယ်အဲ့တော့ပူက သားကောင်းလေးတွေအများကြီးရွေးရောက်ပါတယ်အဲအဲ့တော့တရားပူပူသင်ကန်းတိုင်းမှာအားပေးကြပါအောင်ရှင်ဒါကြောင့်ညာလေးပါโอเคပါအဲ့တော့ခုနကမိခွန်းနဲ့အတူတူပေါ့နော်ဆက်ပြီးတော့မေးခြင်းနဲ့မိခွန်းလေးကတော့ပိုကဟိုးရင်နဲ့တတူးတွေကိုယ်တိုင်ထိုးခဲ့တယ်ပေါ့နော် urban name နေလဲခန္ဓာကိုယ်မှာတတူးတွေထိုးရတယ်ပေါ့အဲ့တော့မိန်းကလေးတွေတတူးထိုးတဲ့ ပေါ်မှာအမြင်ကအဲ့အချိန်တုန်းကဆိုလို့ရှိရင်တော့နည်းနည်းရှေးကျနေရဲ့ရှေးဦးဆုံးပဲလုံးဝလက်မခံဘူးလုံးဝလက်မခံဘူးပေါ့နော်ဘဘိုးတို့ပိုးဆဆိုတာ2012ခုနှစ်မှာစထိုးတာဟုတ်ကဲ့2012ခုနှစ်မတိုင်ခင်နဲ့ထိုးတာဆိုတော့2017မှာထိုးတာမကြိုက်ကြဘူးလေဟုတ်တယ်ဟုတ်တယ်လူဆုံးမှလည်းတူတယ်အဲ့ဒီအပေါ်မှာရောပိုးရဲ့အမြင်ကဘယ်လိုရှိလဲဘောရဘလို့မအမြင်မရှိပါဘူး။ဘောရမိုက်တယ်လို့ပဲခံစားရတယ်။ခံစားရတယ်။ပြီးတော့ဘောကအဲ့တော့ဆိုလို့ရှိရင်လည်းနည်းနည်းကြည်တိကြံကောင်းမှလေးလို့တော့ခံစားရတယ်။ကိုကိုကိုပေါ့နော်။တော်တော်ကလုံးကို ကိုကစန့်ကျင်ပြီးတော့ကိုကိုမှန်နေထင်တာတို့ကိုဖြစ်စင်တာကိုလုံးမဲ့လူမျိုးပါဟုတ်ကဲ့ပါအဲ့တော့ဆက်ပြီးတော့ခန္ဓာကိုယ်မှာမှတ်တမ်းတင်တဲ့နောက်ထပ်တက်တူတစ်ခုဆိုလို့ရှိရင်ဘယ်လိုတက်တူပုံပုံစံမျိုးဖြစ်မလဲဟိုအဗန်တွေပဲထိုးပြမှာပါအခုလည်းစာတန်းတွေပဲဒီကိုလုံးပြည့်နေရပဲအခုချက်ထိုးရတာကဟို မိရမ access ထိုးထားတယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှင်အဖွားနဲ့ပတ်သက်တဲ့ဟာလေးထိုးထားတယ်ဟိုစိတ်ညစ်စရာတွေကြုံလာတဲ့အချိန်တိုင်းအဖွားအိမ်ကိုသွားခြင်းနဲ့အဖွားရှိကိုပြန်ခြင်းနဲ့ပေါ့နော်အချိန်တွေကတော့နောက်ပြန်ဆုတ်ခွင့်ရှိမယ်ဆိုရင်ဘာမှမပိုင်ဆိုင်ရရင်တော့မအောင်မြင်မှုတွေမရှိတော့ဘူးအဖွားအိမ်ကိုသွားမလားဆိုလို့ရှင်အဖွားနဲ့ပြန်တွေ့ချင်ပါတယ်အောင်မြင်မှုတွေအကုန်လုံးထားခဲ့ပြီးတော့အဲ့တော့အဖွားရှိအဖွားအိမ်ကိုပြန်ခြင်းနဲ့ဆိုတဲ့စာတမ်းလေးကိုထိုးထားပါတယ် ဟုတ်ကဲ့ပါရှင်။အဲအခုအဲ့ဒါဆိုရင်ဒီနေ့ရဲ့ weekend spotlight အစီအစဉ်ကိုနားဆင်နေတဲ့ Melody FM နဲ့ Team Radio ပရိသတ်တွေကိုဒေသရှင်ပူပူကနေပြီးတော့နှုတ်ဆက်စကားလေးပြောပြပါဦး။မိကုန်းနေလဲစုံနေပြီဆိုတော့ဟုတ်။အာပူကပူဒီလိုမျိုးစကားတွေအများကြီးပြောရတာတကယ်တမ်းညလို့ရှင့်ရဲ့ဟိုပရိသတ်တွေကိုကို့အကြောင်းတွေပြောနေရတာဆိုတာထက်ကိုရင်ဖွင့်နေရတဲ့တူပါတယ်။ ဟိုအိမ်မှာဆိုလို့ရှိရင်ပိုတခြားလူတွေနဲ့တိတ်စကားပြောလို့လည်းမရှိဘူးအာကို့မှာယင်ဖွင့်ပေါ်ယင်ဖွင့်ပေါ်မရှိဘူးအာဒါပေမဲ့ဟိုပြိတ္တတွေကိုအခုလိုမျိုးယင်ဖွင့်လိုက်ရတယ်လို့ခံစားလိုက်ရပြီးတော့စိတ်ထဲမှာပြိတ္တတွေနဲ့ကိုပို့ပြီးယင်းနှီးသွားလို့ခံစားရတယ်နှွေထွေးသွားလို့ခံစားရတယ်အာဘိုးဘွားမှာ မိဘတွေမရှိရင်တော့မှပြိတ္တတရောချစ်ခင်တဲ့တငယ်ချင်းတွေမိတ်ဆွေတွေအများကြီးကကိုဗီနာမှာရှိတယ်လို့လည်းယုံကြည်ပါတယ်ခံလန်းခံစားမိပါတယ်အဲ့တော့လည်းအများကြီးကျေးဇူးတင်ပါတယ်မန္တလေး FM ပြိတ္တကြီးအလုံးကျမ်းမှချမ်းသာပြီးတော့လူရင်းစန်းနာတွေပြေဝကြပါသည်ငလှင်လည်းထပ်မလုပ်ပါနဲ့တော့အားလို့ပို့ဆုတောင်းပေးပါတယ်ရှင်